အမေရိကန်ကဗင်နီဇွဲလားနားမှာမူရစေးလေးတစီကိုတကယ်ဆက်ရဲရဝန်တိုက်လိုက်တယ်ပြီးတော့အင်ဖျူရာကလည်းဒီကိုင်းတွေကိုအကြမ်းဖက်အဖွဲ့အဖြစ်တတ်မှတ်ပြီးသူတို့နဲ့စစ်ချင်းနေတယ်လို့တော့ကြေညာလိုက်ပြီဟုတ်တယ်ဒါကအရင်ရာဇမှုလိုကိုင်းတွေရာကလည်းဆက်ရဲရရန်လိုလိုသဘောထားကိုင်းတွေတဲ့မူဝါလာပြောင်းလဲရေးမှုလို့ရာရေးကြည့်နေတာပါပထမဆုံးကတော့အတီဖြူထားတဲ့သတင်းတွေအရပေါ့အမေရိကန်စစ်တပ်ကဗင်နီဇွဲလားကမ်းလွန်မှာမူရစေးလေးအများကြီးတင်လာတဲ့မောင်ဂိုလီတစီကိုတိုက်ခိုက်ချီမွှဲလိုက်ပါတယ်ဒါကအဲ့ဒီသူတို့ပြောနေတဲ့မူရကိုင်းတွေကိုပြစ်မှတ်ထားတဲ့တိုက်ခိုက်ရေးမဟာဗျူဟာတည့်ရဲ့လက်တွေအစပဲပေါ့ ဒါနဲ့ဆက်ဆက်ပြီးဒုတိယအချက်ကပိုအရေးကြီးလာတယ်။အင်ဖြူရောကကွန်ကရစ်ကိုပြောတာကအမေရိကန်ကသတ်မှတ်ထားတဲ့မူရဲဂိုင်းတွေကိုလေနိုင်ငံမဟုတ်တဲ့လက်နက်ကိုင်အဖွဲ့တို့အကြမ်းဖက်အဖွဲ့တို့ဖြစ်သတ်မှတ်လိုက်ပြီးတယ်။ပြီးတော့သူတို့နဲ့နိုင်ငံတကာမဟုတ်တဲ့လက်နက်ကိုင်ပြည်သူ့ပခခြေအနေမှာရှိနေပြီလို့တရားဝင်ပြောလိုက်တာ။ ဆိုတော့အရင်အေဂီတာတို့အိုက်စစ်တို့ကိုစစ်ရဲအကင်တွေဟဲ့တယ်လို့မျောလောက်ဖို့လမ်းဖွင့်ပေးလိုက်တာပေါ့လောလောဆယ်တော့ဒီစစ်စင်ရဲတွေကိုနိုင်ငံတကာရေးပိုင်တဲ့နဲ့လေးပိုင်တဲ့တွေမှာအဓိကလုပ်နေတယ်လို့ဆိုပါတယ်နောက်ဆုံးခုချလာဒီလိုတင်းတင်းကြပ်ကြပ်လွတ်လိုက်တော့ဘာဖြစ်လာလဲဆိုတော့လေလေလေကိုတိုင်ရိုက်ပစ်ချတာမျိုးတွေပါတယ်ဒီချင်းကမှုကြောင့်ပင်လယ်လမ်းကြောင်းကနေမွေးစစ်တဲတာတွေတက်တက်တာပါကိုကြားသွားတယ်လို့သတင်းတွေကဆိုတယ်ဒါကအမေရိကန်မှာမွေးစစ်ကြောင့်လူတွေတင်းဆုံးမှုများလာတာကိုတုံ့ပြန်တာရောမွန်ဂိုကိုင်းကြီးရဲ့စစ်တပ်လိုဘာထိခိုက်အောင်လွတ်လိုက်တာပေါ့အစိုးရဌာနပေါင်းစုံကဒီချင်းချောက်မှုကိုရပ်ဖို့ကြိုးစားနေကြတာ